လှမ်းဤကလာတဲ့အချိန်မှာဝလင်းကပါဇက်ဟပြီးငရေမုံ18ထက်ကောင်းဝင်းတစိခတ်တုံးထုတ်လိုက်ပါတယ်ပေါ်လာတဲ့အချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ကရှေ့ကိုယွေလျားသွားပြီးလှမ်းနဲ့တိုက်မိသွားပါတယ်ဒုံကနဲ့အတန်နဲ့တူကောင်းဝင်းတစိခတ်တုံးကဝလင်းကိုဝင်တိုက်လိုက်တာကြောင့်သွေးများအန်ထွက်လာပါတယ်ဒိုးရရင်ထူရမဝေးတဲ့နေရာလူတယောက်စီကိုချက်ချင်းပဲတွန်းပို့လိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ဝလင်းကညာလက်ကိုချက်ချင်းပဲဝင်ရန်လိုက်ပြီးအစိမ်းရောက်အလင်းန်တို့ခွင့်ရချင်းညံ့သူရဲ့လေပင်ပို့ကိုကြောက်သွားပါတယ်ချင်းညံ့သူရဲ့မျက်လုံးတွေကလည်းကျင်းသွားပြီး လက်နက်ဖက်ကိုမျှောက်လိုက်တဲ့အခါမင်းနဲ့တဲ့အလေးများပေါ်လာကဒိုင်းတစ်ခုပါဖြစ်လာပါတယ်။ဒူဝါရင်ဝင်လင်းကလက်ကိုဝင်ရလိုက်တာနဲ့မင်းနဲ့တဲ့ဒိုင်းကပြုတ်ကွဲသွားပြီးချင်းညံ့သူရဲ့လက်နက်ဖက်ကပတ်ကွဲသွားပါတယ်။နောက်ဆုံးမှချင်းညံ့သူရဲ့ဥကောင်ကပတ်ကွဲသွားပြီးတေဆုံးသွားပါတယ်။နောက်ထပ်၅ရုပ်ကျန်သေးတယ် ဝလင်းရဲ့ညာဘက်လက်ကလက်ရစိတ်တစ်ခုကိုဖွဲ့ပြီးဟူရန်လိုက်ပါတယ်။မိုးရေရွာကြသလိုမိုးရေဇက်ရီယာပေါင်းစည်းကဖန်သားတလင်းကြောက်ဒါငါချောင်းဝဖြစ်ပေါ်လာကတန်တဲ့ကြီလင်ခိုင်းရဲ့တပည့်ငါရုပ်စီကိုပြုတ်လွတ်လိုက်ပါတယ်။ထိုးချိန်မှာအထက်တန်းသက်ပြားရုတ်တရက်နီးကပ်လာပါတယ်။ညာလက်ကလီဟာနေကိုလှမ်းလိုက်တဲ့အခါတူလုံရနေရာတစ်ခုကပွင့်သွားပါတယ်။အဖြူအောင်ခလောက်တန်တစ်ခုကလည်းထွက်လာပါတယ်။အထက်တန်းသက်ပြားဆွဲယူပြီးတော့ဝင်ရန်လိုက်ပါတယ်။ နီးရမှာအချိုးကလည်းပေါ်လာပြီးဝန်လင်းရဲ့အပေါ်မှာအဖျော်အလင်းတွေအဖြစ်ပြောင်းလဲသွားပါတယ်။ထိုအဖျော်အလင်းတွေဟာဓာရီလိုအမြန်ဆန်နဲ့ကြောက်လာပါတယ်။ဝန်လင်းကရုတ်တရက်မုတ်ကြည့်လိုက်ပြီးဘဲဘက်မျက်လုံးမှာမိတော့တွေကလက်သွားပါတယ်။ပြီးတော့သူ့ရဲ့ပက်လက်မှာကြက်သွေးအောင်တန်ကြက်ကတစုံကပေါ်လာပါတယ်။ အဖျော်အလင်းနေရာဝင်လင်းရဲ့ခန္ဓာကိုယ်ပုံကြောက်တဲ့အခါပောက်ကွဲတန်နေရာထွက်လာပါလေ။သူ့ရဲ့ခန္ဓာကတုံသွားပြီးသွေးများပူန်ထွက်လာပါလေ။မျက်နှာဖိဖြောက်သွားပြီးမူလာဝိညာဉ်ကမိဖြောက်သွားပါလေ။အဖျော်အလင်းကသူ့ရဲ့ညာခြေထောက်ကိုဖောက်ထွင်းသွားတာကြောင့်သွေးလင်းလင်းဖြစ်သွားပါလေ။တန်ချက်ကသာမပိုင်သူကတည်သွားမှာပါ။ ထိုးချိန်မှာမိုးစင်းခော့ခြင်းအားဖန်တီးထားတဲ့ဓာရီအားထွက်ပြေးနေတဲ့တပည့်၅ယောက်ရဲ့ခန္ဓာကိုယ်ဖောက်ထွက်သွားပါတယ်။သူတို့ရဲ့ဝမ်းထဲဖွဲ့ရအောင်အော်တန်နီယာထွက်လာတဲ့အခါ၄ယောက်လုံးရဲ့ခန္ဓာကိုယ်ကပြုတ်ခွဲသွားပြီးမူလာဝိညာဉ်တွေကပျက်စီးသွားပါတယ်။ဒူဝါရီရင်တယောက်ကတော့အနေရရှိတဲ့အချိန်မှာကြောက်စင်းတစ်ခုကိုထုတ်ပြီးတော့ခွဲလိုက်ပါတယ်။သူ့ရဲ့မူလာဝိညာဉ်ကိုကာဝင်နိုင်ခဲ့ပြီးအမြန်အစံနဲ့ထွက်ပြေးသွားပါတယ်။ဝလင်းကထိုးလူကိုဘလူးလုပ်ပြီးတော့လွတ်အောင်ထားပါလိမ့်။ညာလက်ကလီဟာနေကိုလှမ်းလိုက်တဲ့အခါသူ့ရဲ့တုံလွန်နေရာဖွင့်သွားပါတယ်။ဒါဆိုရင်တစ်ခုကလည်းထွက်လာပါတယ်။ရှူလီကောကမူလာဝိညာဉ်စီကိုတက်တက်ဥတီသွားပါတယ်။ မင်းကသူ့ကိုမတက်နိုင်ရင်မင်းကတေးရလိုက်မယ်ထိုးရရှူလီကွာပေါ်လာပြီးရဲ့နောက်ကြားလိုက်ရတဲ့ပထမဆုံးစကားပါထိုးရကိုကြားပြီးရဲ့နောက်ယူတုတ်တလို့ဘလို့လို့မလိုက်တော့မှလည်းတူလွန်ဝါနေရာနဲ့ငွေရောင်လင်းတစ်ခုကလက်သွားပြီးငွေရောင်မျိုးသမီးလောင်းဝလည်းပေါ်လာပါရင်အထက်တန်းသက်ပြောက်တိုက်ခိုက်ဖို့အတွက်မကူညီပေမဲ့အခုပဲပန်းရှင်ဆုံးရှုံးသွားတဲ့အသက်ဝိညာဉ်တားရဲတွေကိုလိုက်လံရှာဖွေပါရင် ထိုးရာဒီအားလုံးကအသက်ရှူချိန်အနေငယ်အတွင်းမှာဖိပြက်သွားတာပါအထက်တန်းအသက်ပြားလွယ်လို့ထိုနေရာမှာရှိတဲ့ကျဉ်းညံ့သူအားလုံးကိုတက်ဖြတ်ဖို့ဆိုတာဝန်လင်းတွက်တော်မှာခက်ခဲပါတယ်သူကပေါ်ပေါ်ဆာနဲ့မနေနိုင်ပါဘူးသူရှိကနိုင်ပန့်ဖြက်စီသူကျဉ်းညံ့သူကသူရင်ဆိုင်ရမယ့်အကြီးမားဆုံးသောအနေရပါအခြားကျဉ်းညံ့သူတွေကိုအရင်တက်ချင်ရတဲ့အကြောင်းရင်းကသူတို့ကလူမြောက်မအောင်မလူလာတဲ့အပြင်ထိုတိုက်ပွဲမှာဝင်ရောက်မဆွဖတ်နိုင်အောင်လုပ်ပါနိုင်ပန့်ဖြက်စီသူကျဉ်းညံ့သူကိုတက်ချင်ရင်အနောက်ရှက်ကင်ကင်းနဲ့အပြေးဝအယုံဆိုင်ရပါမယ်အဲ့ဒီခါမှသာအခွင့်အရေးနည်းငယ်ရရှိလာမှာပါငါရဲ့မူလခန္ဓာအားသာ ရှိနေမယ်ဆိုရင် ဒီလူကိုတတ်ဖို့ကအခုထပ်ပို့ပြီးတော့လွှဲနေပါဝန်လင်းကပြောလိုက်ပြီးညာလန်းနဲ့ငဲပုံ18ထက်ကောင်းဝင်းစိတ်ခတ်တုံးကိုညွှန်လိုက်ပါတယ်အလင်းတန်းတစ်ခုကလည်းလက်သွားပြီးဝဉ္ညင်အပိုင်းစားတွေကငဲပုံ18ထန်းအနေထွက်လာပါတယ်အထဲမှာအစွမ်းထက်ဆုံးဝဉ္ညင်တွေကအကြီးကဲဘွားအလုံးစုံမြင်ရှိသူရဲ့ပုံရိပ်ကိုပါနှစ်ခုပေါင်းဆက်ထားတဲ့ဝဉ္ညင်ပါသူကဝလင်းရဲ့အဓိကလက်နက်တွေပါပေါ်လာတဲ့အချိန်မှာပဲအစ္စရဲစွန်ကြီးကပုံဝင်ချင်းကိုဖုံးလွှဲသွားပါတယ်အထက်တန်းသက်ပြားရဲ့မျက်နှာအလိုမျိုးယုတ်ဆိုးသွားပါတယ် ုဆန်ဖြူလူငယ်ကဘလောက်အာကောင်းတဲ့ဤပညာကိုသုံးပြီးအဓိကတပည့်အားလုံးကိုအချိန်တိုအတွင်းမှာတပစ်မယ်လို့သူကမထင်နာပါဘူး။သူရဲ့ဤပညာကြောက်တဲ့အခါမှာတော့ထိုလူကိုမတတ်နိုင်ခဲ့ပါဘူး။သူကိုပို့ပြီးတော့အန်အင်းသိနေတာထိုချင်းချင်းသူရဲ့ဤပညာအနေနဲ့ခေါဆောင်လာတဲ့တည်ဆုံသွားတဲ့ဝိညာဉ်ကြီးပါ။ ဝိညာဉ်နှစ်ခုရဲ့အချိန်မှာသူကုန်းတော်ကြောင်းလန့်စေပါလေထိုရာသူတို့အသက်ရှင်စဉ်ကသူတို့ရဲ့ကျင့်ကြံမှုအစဉ်ကဘလောက်ထိထိမ့်လန့်ဖွယ်ရာကောင်းလဲဆိုတာကိုပြသနေပါတယ်သူတို့ကဝိညာဉ်နေပဲဖြစ်တာကြောင့်အစွမ်းအသက်ရှင်စဉ်ကာလလုံးမများပင်ပဲအထက်တန်းအသက်ပြာတော့အန်သိစေပါလေဝလင်းကညွှန်ပြလိုက်တော့အကြီးကဲဘိုင်းနဲ့လုံဆုံးမြင့်ရှိသူရဲ့ဝိညာဉ်ဟာတိုးဝင်သွားပါလေဒိုးရတဲ့ထိုတိုက်ပွဲကိုအမြတ်အဆုံးသတ်ဖို့အတွက်မလုံလောက်ပါဘူး တိုက်ပွဲကကြာရှည်သွားပြီးအကူညီရသရောက်လာရင်ဝင်လင်းကတေချာပေါ့ကြာဆောင်ရမှာပါသူရဲ့မျက်လုံးတွေကသွေးနှင်းအောင်တန်းလာပြီးညာဘက်ကလီဟာနေကိုလှမ်းလိုက်ပါတယ်အကြီးကဲပိုင်းနဲ့အလုံးစုံမရှိသူဟာတိုးဝင်သွားတဲ့အခါတန်တားကိုထုတ်လိုက်ပါတယ်တန်တားကပေါ်လာတဲ့အချိန်မှာကျယ်တွေကတုံ့လုသွားပြီးပဝင်ချင်းရမြူတွေကတော့လှောက်ရှားသွားပါတယ်အင်အားကြီးတစ်ခုကလည်းပေါ်လာပြီးကျယ်မြူတွေကိုတွန်းပို့နေသလိုပဲ နိဗ္ဗာန်လီဟောင်းရဲ့ယတနာအထက်တန်းသက်ပြာရဲ့မျက်လုံးကြီးဟာကျင်းသွားပါတယ်အရင်ကတည်ဆုံသွားတဲ့ဝိညာဉ်တွေကသူ့ကိုအန်အသိစင်ုံမှာတန်တားပေါ်လာတော့မြုံနိုင်လောင်းကိုဖြစ်သွားပါတယ်ပြင်းထန်တဲ့လောဘကမျက်လုံးထဲမှာပြင်းထန်သွားပြီးရှင်းကိုတိုးဝင်ကနိဗ္ဗာန်ဖြစ်စီသူကြီးညံ့မှုကိုထုတ်ပြလိုက်ပါတယ်နိဗ္ဗာန်ဖြစ်စီသူကနိဗ္ဗာန်တန်းစင်သူကြီးညံ့သူထက်အင်အားပိုပြီးတော့ကြီးပါတယ်ထို့ကြောင့်ဝန်လင်းအတွက်တော့ခက်ခဲတဲ့တိုက်ပွဲတစ်ခုပါအနိုင်ရရှိအောင်သာမကအမြင်အနိုင်ရပါမယ် တန်ကြီးတက်နေတဲ့တန်သားကိုကရင်ဝလင်းကနောက်ဆုတ်သွားပါလေအထက်တန်းသက်ပြားတိုးဝင်လာတဲ့ဝလင်းကဘယ်လန်းနဲ့ညှို့လိုက်တော့အကြီးရဲ့ဘွားရဲ့ဝိညာဉ်နဲ့အလုံးစုံမြင်ရှိသူကထွက်လာပါလေထိုတိုက်ပွဲဝိညာဉ်တစ်ခုကဝလင်းရဲ့အစွမ်းထက်ဆုံးဝက်ဖေးတွေဖြစ်ပါလေကြံရှိနေတဲ့မူလအရင်းမြင့်နဲ့ထိုတန်သားအပြင်သူ့မှာဘာမှမကြံတော့ပါဘူးချင်းလင်းရဲ့ဂူထဲမှလို့မဟုတ်ပါဘူးအဲ့တုန်းကသူ့ရဲ့မူလခဏကိုကရှိလို့တိုက်ခိုက်မှုအလုံးကိုခံနိုင်ရှိခဲ့ပါလေ ရှေးယောင်းနဖျားရဲ့ဆွမ်းအားတွေကအဆုံးမရှိလို့လက်တီးတစ်ချမ်းတည်းတင်ကောင်းကင်ကိုတွန်လို့စီတဲ့တိုက်ခိုက်မှုတွေကိုလုံနိုင်ခဲ့ပါတယ်အခုတော့နေသားသုံးယောက်သုံးဖို့အတွက်အခွင့်အရေးလည်းမရှိပါဘူး ဒိုင်းရလည်းချင်းလင်းကိုကဲတော့ကွေးသွားခဲ့ပါပြီ။ကျက်ရှိပွင့်ရှီအောင်နှဖះခြံထားခဲ့တဲ့ရှီအောင်ကောင်းကင်အိမ်မက်ကိုလည်းမတုံးနိုင်တော့ပါဘူး။အခုချိန်မှာကြီးညံ့သူပုံအေးကူပါနေတဲ့ထိုကြီးညံ့သူကိုတတ်ဖို့ဆိုတာဝလင်းအတွက်ရန်အောင်မှခက်ခဲပါတယ်။အထူးသဖြင့်သူ့ရဲ့ညာခြေတော့ကအထက်တန်းသက်ပြာရဲ့အဖြူအော်လင်းတန်းကိုထိုးဖောက်လိုက်လို့သွေးရည်နဲ့ပွားနေပါတယ်။အထူးဥပဒေသားတွေပါဝင်တဲ့မူလဆွေရင်းနေရာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဒေါသတွေကြီးနေတိုးဝင်နေပါတယ်။သူ့ရဲ့မူလဝိညာဉ်ပက်လက်ကရှီအောင်နှဖះတေတန်ချက်ကအသာမပြုတ်ကွဲသွားတာပါ။ ကံကောင်းထုံးမစွာနဲ့ဝလင်းရဲခန္ဓာကိုယ်ကတမန်မဟုတ်ပါဘူးတောင်ပန်နီငတ်နဲ့ဖျားခိုင်းမှာတန်းစင်ပြီးတဲ့နောက်မိနဲ့မိုးချိုးရဲ့ဥပဒေသားတွေကပေါဝင်နေပါတယ်ထို့ကြောင့်အထက်တန်းသက်ပြားရဲ့ဤပညာအုပ်မှာတည်ဆုံးမဲ့အစားဒိုင်းရန်တာရတာပါဝလင်းအတွက်ကျဉ်းကျဉ်းသူဘွားမှာအန်ရီရီအများကြီးကိုချုံတွေးခဲ့ရလို့နိဗ္ဗာန်ဖြစ်စီသူကျဉ်းကျဉ်းသူတွေရဲ့အန်ရီကိုသဘောကျကျသိပါတယ်သူရှေးကအန်ရီအကြောင်းစဉ်းစားဖို့အတွက်အချိန်မရှိပါဘူးထိုတိုက်ပွဲကိုအမြတ်အဆုံးသတ်ပြီးနိဗ္ဗာန်ဖြစ်စီသူကျဉ်းကျဉ်းသူကိုတတ်ဖို့အတွက်ကြိုးစားရပါမယ်ဘယ်လန်းနဲ့ညှို့လိုက်တော့အကြီးကဲပွိုင်းနဲ့အလုံးစုံမြင်ရှိသူကအထက်တန်းသက်ပြားစီကိုတိုးဝင်သွားပါတယ် တယ်အစွမ်းထက်တဲ့ဝိညာဉ်တစ်ခုကိုရင်ဆိုင်ရတော့အထက်တန်းသဗျာကတော့အရင်ကသတိထားပါတယ် ူရဲ့ကျင့်ကြံမှုဘွားတစ်ချောင်းလုံးနိဗ္ဗာန်တန်းစင်သူကျင့်ကြံသူတွေရဲ့နီးပညာတွေကနိဗ္ဗာန်ဖြည့်ဆည်းသူကျင့်ကြံသူတွေကိုချင်းချောင်းနိုင်တာအမြင်ဖူးပါဦးအလုံးစုံမြင်ရှိသူရဲ့ဝိညာဉ်ဟာယူသွတ်သူလိုလက်တစိတ်တွေကိုအမြင်ဖွဲ့ပြီးနီးပညာတွေကိုထုတ်လွှတ်လိုက်ပါတယ်ထို့နီးပညာတွေကမှုံဝါနေပြီးအစစ်မှန်မဟုတ်ပေမဲ့ကပောက်ဥပဒေသားကိုအထက်တန်းအသက်ပြအစီကိုညွှန်ပြလိုက်ပါတယ်အကြီးကဲဘွားရဲ့ဝိညာဉ်ဟာလည်းရှိနေပါသေးတယ်မတည်ဆုံးခင်မှာပထမအဦးဆုံးကောင်းကင်ဘေးဒုက္ခရောက်ရှိခဲ့လို့သူရဲ့လက်ရှိအင်ကြီးကိုဝင်ရင်လိုက်တာနဲ့မိုးချိုးမုန်တိုင်းတစ်ခုကပေါ်လာပြီးအထက်တန်းအသက်ပြရဲ့နီးပညာကိုတံပြန်လိုက်ပါတယ် ဝင်လင်းကအချိန်အတွက်စိတ်မပူရင်အကြီးကဲပွိုင်းနဲ့လုံးစုံမရှိသူ့ကိုအုံပြုပြီးအထက်တန်းသက်ပြောက်ကိုတဖြည်းဖြည်းနဲ့တက်နိုင်ပါလိမ့်။ဒူဝရင်ဝင်လင်းမှာအချိန်ရမရှိသလိုထိုအစွမ်းထက်တဲ့ဝိညာဉ်တစ်ခုကိုထိမ့်သိမ်းထားဖို့အတွက်ကောင်းကင်မူလဆွေရင်ကလည်းမရှိပါဘူး။ယတနာလက်နဲ့တိုက်ကသူ့ရဲ့ကောင်းကင်မူလဆွေရင်အများပြားကိုစားသုံးသွားပါပြီ။ အကြီးကဲပွိုင်းနဲ့အလုံးစုံမြင့်ရှိသူကအထက်တန်းထက်ပြောက်တိုက်ခိုင်းနေတော့ဝလင်းကညာလက်ကိုမြောက်ပြီးတန်တောင်းကိုဆိုက်ကြည့်လိုက်ပါလေရဲအစမ်းနဲ့ခုတ်ချလိုက်တော့အမေကြီးကိုတုံလို့စေတဲ့ဓာဆွင့်ရုံကြီးတစ်ခုကပေါ်လာပါလေကြီးမားတဲ့ဓာပုံရည်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးအထက်တန်းထက်ပြောက်ခုတ်ချလိုက်ပါလေဒါပဲမဟုတ်သေးပဲဝလင်းရဲ့မျက်လုံးနေရာမှိတ်ပြီးတန်တားထိန်ချုပ်မှုကိုဆွလွန်လိုက်ပါလေဒါ့ကိုသူ့ဘာသာသူရွေလျားခွင့်ပေးလိုက်ပါလေတန်တားကဝလင်းရဲ့လက်မှာကတ်နေသလိုရွေလျားပြီးနောက်ထပ်ခုတ်ချလိုက်ပါလေအလင်းတန်းနေရာမြှခိုးတဲ့ကြားမှာလှိုင်းနှိဖြစ်ပေါ်လာပါလေအလင်းတန်းတစ်ခုချင်းစီကဓာဆွင့်ရုံကြီးတစ်ခုကိုကုစားပြုပါလေ ်ဒါဆိုရင်ရောင်ကြီးတစ်ခုချင်းစီကဝင်လင်းရဲ့ခန္ဓာကိုယ်ကမူလဆွဲရဲ့အများကြီးကိုစားသုံးပါတယ် ဓာဆွမ်းရည်နေရာရောထွေးနေပြီးပန်းတပွင့်လိုဖြစ်နေပါတယ်အဝေးကနေကြည့်ရင်ကွေးနေတဲ့ဓာဆွမ်းရည်ရောင်ကြီးကအထက်တန်းအသက်ပြာအရှိမဓာရီနဲ့ပြုတ်ထားတဲ့ပန်းတပွင့်ဖြစ်လာတဲ့အထိဆက်ပေါ်နေပါတယ်မက်ဆီတမိတ်အတွင်းမှာပဲဓာကျက်73ချက်ကြောက်သွားပါတယ်ဝင်လင်းကမျိုးလုံးလေးကိုမှိတ်ထားရင်လက်ကိုယူလျာနေပါတယ်ဒါကသူ့ဘာသာသူယူလျာနေပါတယ်မမျောလင့်ထားတဲ့အန်အသင့်စရာအချိန်ဝါတစ်ခုကဝင်လင်းစီကနေထွက်လာပါတယ်ကဘာပေါ်ကအရာအလုံးထူထားနဲ့ပျက်စီးသွားမယ်လို့ထင်ရပါတယ်ထိုအရာအလုံးကခဏလေးအတွင်းမှာဖြစ်ပျက်သွားတာပါအထက်တန်းအသက်ပြာအကြီးကဲပွိုင်းနဲ့အလုံးစုံမရှိသူရဲ့ဂျားမှာပိတ်မိနေပါတယ်သူ့ရဲ့ က်ကလက်သစိတ်တွေကိုဆက်ဖွဲ့နေပြီးမတူညီတဲ့ဤပညာနဲ့ယတနာတွေကထပ်ပေါ်လာပြီးမြင့်နာဖြူဖက်ဖြူရောဖြစ်နေပါတယ်တန်တာကနိဗ္ဗာန်လီဟာနဲ့ယတနာဖြစ်ပေမဲ့နိဗ္ဗာန်လီဟာနဲ့ယတနာကြားမှာလည်းစွမ်းအားအနည်းများခွာခြားမှုရှိတယ်ဆိုတာသူကသိပါတယ်သူကတင်သူဘလို့မှမထင်သာမိတာဓာဆွမ်းရဲ့အစွမ်းပါထိုးချိန်မှာသူ့ရဲ့ပုံဝင်ခြင်းဟာဓာဆွမ်းရုံမြင်ပေမဲ့ရှောင်လို့မရခဲ့ပါဘူး သူ့ချုပ်ထားတဲ့ဝင်းညင်တစ်ခုကနေလွမြောက်ဖို့အတွက်အဟိကြိုးစားပါတယ်။သူကရင်ထိုးအချိန်မှာဝင်းလင်းကမျိုးလုံးဖိနှိပ်ပါတယ်။မျက်နှာဖြူဖြူနေတဲ့ဝင်းလင်းကတန်တားကိုပြန်ဆွဲပြီးထုတ်ချက်စလိုက်ခုတ်ချလိုက်ပါတယ်။စုစုပေါင်း16ချက်ခုတ်လိုက်တာဝင်းလင်းရဲ့မူလစွန်းရင်ရဲ့60ရာခိုင်နှုန်းနီးပါးကိုကုဆုံးစေခဲ့ပါတယ်။အဲ့နောက်မှာတော့သူကနောက်ဆုတ်လိုက်ပါတယ်။ကြီးမားတဲ့ဓာတ်16လက်ရဲ့ပုံရိပ်ကအထက်တန်းတပြားရဲ့ပုံဝင်ချိန်မှာရုတ်တရက်ပေါ်လာပါတယ်။ဝင်းလင်းရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင်ပိုသွုံးရပါမယ်။အကျိုးဆက်တွေဟာသူထင်တာအထက်ပိုဆိုးလို့တန်တားကိုအတင်းပြန်ရလိုက်ရပါတယ်။သူ့ရဲ့ကျင့်ချက်မှုအစဉ်နဲ့16ချက်ထိထိန်းချုပ်လို့ ရပါမယ်။16ချက်ကျော်သွားရင်ရချင်းရင်တော့သူကရက်လို့မရတော့ပါဘူး။စွန်းရင်ကုန်တဲ့အထိပဲတုံးလို့ရတော့မှာပါ။ခုတ် ဝလင်းကအော်လိုက်တဲ့အချိန်မှာကြီးမားတဲ့ဓာတ်16လက်ကချက်ချင်းပဲကျဆင်းလာပါတယ်။သူတို့ကစရိုက်ဓာတ်ချက်တွေအဖြစ်ချိတ်ဆက်ပြီးအထက်တန်းသပြာစီကိုတက်တက်ပြင်းဝင်သွားပါတယ်။ထိုးရမြုံနိုင်လောမျက်စံလုံးပါတယ်။အထက်တန်းသပြာနိုင်ပန့်လီဟာနဲ့ယတနာအနေလာတဲ့ဓာတ်16ချက်ကိုခုခွက်နိုင်စွမ်းမရှိခဲ့ပါဘူး။ဓာတ်ချက်တွေကအထက်တန်းသပြာရဲ့ခန္ဓာကိုယ်ထဲကိုထွက်ပေါက်ဝင်ရောက်သွားတဲ့အချိန်မှာမိုးချိုပစ်တံလိုအတန်တွေကထွက်လာပါတယ်။သူ့ရဲ့ခန္ဓာကတုန်ခါသွားပြီးချက်ချင်းပဲအပိုင်း16ပိုင်းကွဲသွားပါတယ်။သွေးနဲ့နေရတဲ့နေရာနှံကိုပန်းထွက်သွားပါတယ်။အထက်တန်းသပြာရဲ့ခန္ဓာကိုယ်ကပြုတ်ကွဲသွားတဲ့အချိန်မှာဝမ်းနဲ့ချိန်ကွဲဖို့အတန်တို့ခု ကပြင်းထက်သွားပါတယ်။သူကနိဗ္ဗာန်ဖြတ်စီးသူကြီးညံ့သူဖြစ်တာကြောင့်မူလာဝိညာဉ်ဟာသူ့ရဲ့ခေါင်းကနေလွတ်ထွက်သွားပါတယ်။သူကသူ့ခလောက်တန့်ကိုယူပြီးအမြဲမဲထွက်ပြေးသွားပါတယ်။သူ့ရဲ့စိတ်ထဲမှာမြုံနိုင်လောင်းအောင်ကြောင်းမှုတွေကပြင်းထန်နေပါတယ်။ဆန်ဖြူနဲ့ကြီးညံ့သူကကောင်းကင်ဖောက်ထွင်းခိုင်းအောင်တင်းနီရဲ့လုံတော်ထင်နေမိပါတယ်။ရှီလိုရှင်ရဲ့တည်ဆုံမှုကလည်းထိုလူနဲ့ပဲပတ်သက်နေနိုင်ပါတယ်။အဲ့လူကဘယ်ခိုင်းရလဲ။ဘလို့လို့ပြီးတော့ဒလောက်ဆွမ်းထက်တဲ့ယတနာတွေကရှိနေရလေ။အစင်းရှင်းနေမိကလူတယောက်ဖြစ်နိုင်လား။ ထို့သောတွေးမိတိုင်းအထက်တန်းထက်ပြအလုံးမယုံထိမ့်လန့်သွားပါလေသူရဲ့မူလဝိညာဉ်ဟာယူသွဆောင်နဲ့ထွက်ပြေးသွားပါလေထို့အကြောင်းကိုသူ့ရဲ့ခံကိုပြပြရပါမယ်သူ့ခံရဲ့ဒုတိယလှန်ရမကြခင်မှာရောက်လာတော့မယ်ဆိုတာသူကနားလဲပါလေထို့အကြောင်းခဏလောက်ပဲတောက်ခတ်နိုင်ရပါပြီဝန်လင်းရဲ့မျက်နှာဖြူဖြောင်းနေပါလေအထက်တန်းထက်ပြရဲ့မူလဝိညာဉ်ဟာထွက်ပြေးသွားတဲ့အချိန်မှာဝန်လင်းရဲ့ဖေဖက်မျက်လုံးမှာမီရောက်တစ်ခုကပေါ်လာပါလေသူ့ရဲ့ပုံဝင်ချင်းမှာမီရောက်ပင်လယ်တစ်ခုကဖြစ်လာပါလေတေချာကြည့်မဲ့ဆိုရင်မီရောက်အလွတ်ကိုးလွှာရှိတဲ့ဆိုတာတွေ့ရပါလိမ့်မယ်တော်မနီငှက်ကိုကလှုပ်ဝဲပြောင်းလဲခြင်း မီလောင်းအလွာ၉လွာပေါ်လာတဲ့အချိန်မှာဝင်လင်းရဲ့ပုံဝင်ခြင်းဟာအမြန်ထုတ်သွားပါတယ်ဝင်လင်းရဲ့ခန္ဓာကိုယ်ကမီလောင်းနေသလိုပဲသူကခြေတလန်းလှမ်းလိုက်ပါတယ်ထိုခြေတလန်းနဲ့အတူသူ့ရဲ့ခန္ဓာကပြက်ကွက်သွားပြီးပီတီယာဂျိုအခြေရှိတဲ့အဖီယွန်တောင်မန်နီငှက်တစ်ခေါင်ကပေါ်လာပါတယ် ထိုအဖြစ်အံတောင်မန်နီငှက်ကဝင်လင်းပါတောင်မန်တစ်ချက်ခတ်လိုက်တာနဲ့ဝင်လင်းကမီရောက်များစွာနဲ့အတူအထက်တန်းသက်ပြာကိုလိုက်မိသွားပြီးသူ့ရဲ့မူလာဝဉ္ဇဉ်ကိုမတိုက်လိုက်ပါရင်အထက်တန်းသက်ပြာရဲ့မူလာဝဉ္ဇဉ်ရဲ့မျက်လုံးနေရာကိုချုပ်သွားပြီးအော်ဟစ်လိုက်ပါရင်တေချင်းတရားနီကလာတာကိုခန်းစားမိပါတယ်ထိုအချိန်မှာတွေးဖို့အတွက်နောက်ကျသွားပါပြီယူတူမူကမျက်လုံးနေကိုပြင်းထန်သွားပါရင်သူ့ရဲ့လက်တွေကိုယူလျက်လိုက်တဲ့အခါအဖြစ်ဆုံးအရှိန်ကသူ့ရဲ့မူလာဝဉ္ဇဉ်ကနေထွက်လာပါရင် အန်ဒီယန်နဲ့ရင်ဆိုင်ရတဲ့အချိန်မှသာသူ့ရဲ့မူလဝန်းကျင်ကိုကိုယ်တိုင်ဖျက်ဆီးဖို့အတွက်ရွေးချယ်လိုက်ပါတယ်။ဒါဝါရင်သူ့ရဲ့ကျင့်ကြံမှုအစဉ်ဖျက်ဆီးမှုကိုတော့ထိန်းချုပ်လို့ရပါတယ်။သူ့ရဲ့လက်တွေကမှုန်တိုင်းတစ်ခုလိုပောက်ကွဲသွားပြီးတောင်မန်နီငှက်ကိုပိတ်လိုက်ပါတယ်။သူကန်ဆောင်ထားတဲ့ခလုတ်တန်ရတနာကလည်းအဖျော်မင်းကြောင်းနဲ့အဖြစ်ပောက်ကွဲသွားပြီးတောင်မန်နီငှက်ကိုဝင်တိုက်လိုက်ပါတယ်။ တူရရင်တောင်ပိုင်းလင်ငှက်ကအထက်တန်းသက်ပြားနဲ့မတိုက်မိခင်မှာတော့ထိုးရရီကိုရက်တက်နိုင်တဲ့အစွမ်းမရှိခဲ့ပါဘူး။မိရောက်တွေကအထက်တန်းသက်ပြားရဲ့မူလဝဉ္ဇဉ်ကိုဝင်းရံသွားပါတယ်။ဝမ်းနဲ့ကြည်ခွဲတဲ့အော်သံပိတ်နေထပ်သွားတဲ့အခါအထက်တန်းသက်ပြားရဲ့မူလဝဉ္ဇဉ်ကအာနေသွားပါတယ်။မိရောက်တွေနဲ့အတူသူကအတင်းပဲဆုပ်ပြေးသွားပါတယ်။ထွက်ပြေးနေရင်သူ့ရဲ့လက်တွေနဲ့လက်စိတ်တွေကိုဖွဲလိုက်တဲ့အခါ သူ့ရဲ့ပုံဝင်ချိန်မှာလှိုးဝက်ဆန်းချက်တဲ့မော်ရှင်စားတွေကပေါ်လာပါတယ်။ကြီးမားတဲ့မွေဒီကောင်ရဲ့ဝိညာဉ်ကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်။ထိုးရပေါ်လာတဲ့အချိန်မှာအထက်တန်းသပြားရှူသွင်းလိုက်တော့ကြီးမားတဲ့မွေရဲ့ဝိညာဉ်ကကျုပ်သွားပြီးချက်ချင်းပဲပြိုကွဲသွားတာပါ။သူ့ရဲ့တက်ရှိဝိညာဉ်ကိုဆုပ်ယူပြီးရင်တော့အထက်တန်းသပြားယူသွစွာနဲ့နောက်ပြန်လဲမကြည့်ဘဲထွက်ပြေးသွားပါတယ်။တော်မယ်နီငတ်ကလည်းပြောက်ွက်သွားပြီးဝင်လင်းရပေါ်လာပါတယ်။သူ့ရဲ့ရင်ဘက်ကသွေးရည်နဲ့ဆွဲနေပြီးအဖြူရောရိုးရီကိုမြင်နိုင်ပါတယ်။ထွက်ပြေးနေတဲ့အထက်တန်းသပြားကိုစိုက်ကြည့်နေပြီးသူ့ရဲ့မျက်လုံးထဲကတစ်ဖက်ချင်တဲ့စိတ်ကပိုပြီးတော့ပြင်းထန်လာပါတယ်။ အလုံးစုံမရှိသူရဲ့ဝိညာဉ်ငါရဲ့နှဖျားယုံနဲ့ပေါက်ဆက်လိုက်ဝလင်းကရက်တက်နီးပညာကိုမတုံးပဲလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးအလုံးစုံမရှိသူရဲ့ဝိညာဉ်ကိုညှို့လိုက်ပါရင်ဝိညာဉ်ရဲ့မျက်လုံးလေးကလက်လာပြီးဝလင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့အခါအလင်းနဲ့တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်ဝလင်းရဲ့ခန္ဓာကတုံဝင်သွားပြီးသူ့ရဲ့မျက်လုံးလေးကရုတ်တရက်ညှိနှိုင်းသွားပါတယ် ထုံငိမ့်တက်မှုကြောင့်သူ့ရဲ့အကြီးတွေကအရာအလုံးကိုထုတ်ဖောက်မြင်နိုင်သလိုဖြစ်သွားပါ၏။ဝလင်းကသူ့ဘွားတစ်လျှောက်လုံးတွေ့ခဲ့တဲ့ချင်းညံ့သူတွေထဲမှာအလုံးစုံမြင်ရှိသူကဒီလိုရှားပါးတဲ့ချင်းညံ့သူတဦးပါ။ချင်းလင်းရဲ့ကံကြမ္မာကိုယာပြီးရဲ့နောက်ဝလင်းကဘိုင်ဖန်ရဲ့ညီပညာအကြောင်းညံလင်းရသွားပါတယ်။ရတနာလက်နက်တရရဲ့အဆုံးစွန်ကိုရောက်ပြီးရဲ့နောက်ဝင်းညင်းကိုသူနဲ့ပေါင်းဆက်နိုင်ခဲ့ပါတယ်။ ထွက်ပြေးနေတဲ့အထက်တန်းတပ်ပြောင်လူလူရှူပြီးဝလင်းကဖြည်းဖြည်းချင်းမျိုးလုံးမှိတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဘယ်လက်ကိုမြောက်ပြီးအဝေးကိုညှို့လိုက်ပါတယ်။ချက်ချင်းပဲအဝေးမှမုန်တိုင်းတစ်ခုကပေါ်လာပြီးမြူခိုးရီယာပြင်းထန်စွာနဲ့လှုပ်ခတ်သွားပါတယ်။အဝိုင်အောင်လိုင်းနီယာလည်းပြန့်နှံ့သွားပါတယ်။လိုင်းနီရဲ့အလဲပဟိုမှာလညိုးထောင်ပြီးကျန်တဲ့လက်ထောင်းနီယာလက်သီးဆုပ်ထားတဲ့လက်ကြီးတစ်ဖက်ကရုပ်တရက်ပေါ်လာပါတယ်။ကောင်းကင်ကံကြမ္မာလညိုး ဝင်လင်းကသူ့ရဲ့ကိုပိုင်စွမ်းအားနဲ့အလုံးစုံမရှိသူ့ရဲ့ဝိညာဉ်ကိုလမ်းညွှန်အဖြစ်အသုံးပြုခဲ့ပါတယ်။ကောင်းဝင်းကန်ဂျမာလန်ညိုကတိမ်ပင်လဲချေဆုစနစ်မှာဆင်းသက်လာခဲ့ပါတယ်။ထွက်ပြေးနေတဲ့အထက်တန်းသပ္ပစီကိုမြုံနိုင်စရာအရှင်ဟုံးအမျက်နှုံးနဲ့ယူလျားသွားပါတယ်။ဘလို့ပဲကြိုးစားပန်းစားလို့လို့နောက်ဆုံးမှာတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့လန်ညိုကိုရှောင်လဲလို့မရခဲ့ပါဘူး။ ကောင်းကင်ကံကြမ္မာလူမျိုးကအထက်တန်းသပြအရှိရာအရာအလုံးကိုအစားထုတ်လိုက်တဲ့အခါသူ့ရဲ့ဝိညာဉ်ကအလင်းစားပြောက်တွေဖြစ်ပြုတ်ကွဲသွားပါတယ်။ကောင်းကင်ကံကြမ္မာလူမျိုးကလည်းသူနဲ့အတူပြောက်ကွဲသွားပါတယ်။ပဝင်းချင်းကလုံအောင်တိတ်ဆိတ်နေတတ်နေပါတယ်။ဝင်လင်းကပထမဆုံးတိုက်ခိုက်ချိန်ကနေအခုချိန်ထိအချိန်တိုလေးပဲကြာခဲ့ပါတယ်။ဝင်လင်းကအရာအလုံးကိုယူပြီးတော့ထုတ်ခတ်သွားပါတယ်။ငါရဲ့မူလခန္ဓာသာရှိနေမယ်ဆိုရင်ဒီတိုက်ပွဲကဒီလောက်ထိမခတ်ဘူး။စမ်းသပ်မှု၃ချိန်ဘေးဒုက္ခနှစ်ခုကိုမူလခန္ဓာကအောင်မြင်စွာနဲ့ဖျက်ချနိုင်မလားမသိဘူး။ဝင်လင်းကသူ့ရဲ့ရင်ဘတ်ကိုညာလက်နဲ့အုပ်လိုက်ပါတယ်။ ။ဝလင်းကသူ့ရဲ့ရှင်ဘတ်ကိုညာလက်နဲ့အုပ်လိုက်ပါတယ်။ထိုးအချိန်မှာအဖြူအောင်အမြင်များစွာသူ့ရဲ့ရှင်ဘတ်ထဲမှာဂျူလီယာနေပြီးနာကျင်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးလေးမှာအစ်ဆက်တဲ့အလင်းတစ်ခုကဖြစ်ပေးသွားပြီးဝလင်းကဥတီယာပြောင်းလဲကမိုးကုတ်ဆောင်ဝိုင်းထဲမှာပြောက်ကွက်သွားပါတယ်။ငါရဲ့အချမိုးလို့တိုက်ကြီးကသူ့ရဲ့အရှိမဖြစ်ဖြစ်ချင်းပေါ်လာတဲ့အခါဝလင်းကတပင်းကိုထားလိုက်ပါတယ်။ချင်းညံသူတွေရောက်လာတော့မယ့်နေရာကိုထွက်ချက်ပြီးဥတီယာတစ်ခုကိုရွေးချယ်လိုက်ပါတယ်။သူကရိုးလေးပဲကြီးမားတဲ့ဆောင်းဝိုင်းတစ်ခုကိုလှုပ်ပြီးနောက်ထပ်ပနီးပခါးတွေကိုရှောင်ရှားနိုင်ခဲတာကိုကန်ကောင်းနဲ့လူယူစားပါတယ်။ဝလင်းအတွက်ထထန်းတပ ာကိုတက်ပြီးမကြခင်မှာရှီလိုရှင်ရဲ့တည်ဆုံမှုကိုအခြားခိုင်းနေရာတည်သွားတယ်ဆိုတာမသိခဲ့ပါဘူး။တဝင်းတိုက်ကြီးရဲ့ပုံဝင်ချင်းရလီဟာနေကိုတင်းကျပ်စွာနဲ့ပိတ်ဆို့လိုက်ပါတယ်။အထက်တန်းတပ်ပြားရဲ့တည်ဆုံမှုကကြီလင်ပန်းကိုင်းကိုတုံလို့စေခဲ့ပါတယ်။ပဝင်းချင်းကိုပိတ်ဆို့ထားတဲ့အချိန်မှာပဲလူသက်သမားကိုယူသွစွာနဲ့ရှာဖွေနေရင်မဲ့အခုချိန်မှာတော့ဝင်းလင်းကဝေယုရောင်းနေပါပြီအစင်းချောင်းနဲ့မိရကျဉ်းကျန်းသူတွေရှီလိုရှင်းရှိတဲ့ဂျိုင်ဝမ်းရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးအားလုံးကအစိတ်ငါမျိုးခိုင်းကိုပြစ်မှတ်ထားခဲ့ပါတယ်ဂိုင်းအားလုံးရဲ့ပြင်းထန်တဲ့အကြည့်တွေကိုဝင်ဆိုင်ရတဲ့အစိတ်ငါမျိုးခိုင်းကရှင်းပြလို့တော့မရခဲ့ပါဘူး အဆင့်ကနေမီမှာမြေအောင်ရေစီချောင်းတစ်ခုကစတင်ယူလျားနေပါတယ်မိုးလောတိုက်ကြီးကိုပြန်ရောက်ပြီးတဲ့နောက်ဝလင်းကအလင်းနံတစ်ခုဖြစ်ပြောင်းလဲပြီးမူလဂိုင်းစီကိုဥတီသွားပါတယ်အဆင့်ကနေမီကဘယံပရဖြစ်လာတော့မယ်ဆိုတာသူကသိပါတယ်အဆင့်ချောင်းနေမီကချင်းချင်းသူတွေကရှာဖွေမှုကိုတိုးချဲ့လာမှာဖြစ်ပြီးအခုချိန်မှာမူလဂိုင်းမှာသူ့ရဲ့အထောက်ထားအရန်ကိုအရေးကြီးပါလိမ့်မယ်ဝလင်းကပြန်လာတာကမူလဂိုင်းမှာအာယုံဆိုင်မှုများစသမဖြစ်စေခဲ့ပါဘူးသူကတောင်ပိုင်းခြံဝန်းထဲကိုချက်ချင်းပဲရောက်သွားပါတယ်သူရဲ့ရောက်ချင်းမှာပဲအိမ်အပြင်ဘက်မှာထိုင်နေတဲ့ရှူရန်နဲ့ သူမရဲ့အန်အသိနေတဲ့အမှုရာကိုမြင်လိုက်ရပါတယ်။ရှူဝမ်ကစကားပြောမလို့လုပ်ပေမဲ့ဝမ်လင်းကသူမကိုအာယုံမဆိုင်ပဲအင်ကြီးလက်ကိုဝင်ရလိုက်ပါတယ်။စေးဘဝင်အပင်များစွာကလည်းပေါ်လာပြီးမကြခင်မှာသူတို့ကြားမှာတောင်ငယ်လေးတစ်ခုကဖြစ်လာပါတယ်။မင်းရဲ့စေးပင်တွေကိုပြန်ပေးတော့ ဝလင်ကစကားတခုံးသာပြောပြီးအိမ်ထဲကိုဝင်သွားပါတယ်ရှူဝမ်သူမရှိရဆေးပင်းတွေကိုကြည့်ပြီးအန်းတင်သွားပါတယ်သူမရဲ့ထိုးထွင်းသိမြင်တဲ့အမြင်နဲ့ထိုးဆေးပန်းဝယ်အများစုကရှားပါတယ်ဆိုတာပြောနိုင်ပါတယ်ပြီးတော့သူတို့ရဲ့တံမိုးကဝလင်သုံးဆွဲခဲ့တဲ့ဆေးပင်းတွေရဲ့တံမိုးထက်အဆမတန်မြင်ပါပါတယ်သူမကအချိန်တော်ကြာအန်းအသိနေပြီးမှသတိပြန်ဝင်လာပြီးတပင်းကိုချလိုက်ပါတယ်ဝလင်ကထွက်သွားပြီးရဲ့နောက်သူမဆီကနှိမ့်တိုင်းစုငေါ့တာကိုခံခဲ့ရပြီးအရန်ဦးမှစိတ်ပူနေပါတယ်သူမဆီကအကြီးကဲချံညိုကပြတ်မလာရင်ခရင်ရောက်တောက်ခိုင်းရောက်လာတဲ့အချိန်မှာခိုင်းကိုဖျက်ဆီးမဲ့သူကသူမ မဖြစ်မဲ့လို့ပြောခဲ့ပါတယ်ဝင်လင်းကအိမ်ထဲမှာခက်တိတိနဲ့ထိုင်နေပြီးသူ့ရဲ့ရင်ဘတ်ကိုညာလက်နဲ့ညှို့လိုက်ပါတယ်သူ့ရဲ့မျက်နှာဖြူဖြောနေစေဖြစ်ပြီးကျဉ်ကျက်မှုကိုစားပြုတ်လိုက်ပါတယ်မကြခင်မှာအဖြူအောင်မင်းကြောင်းနေရာသူ့ရဲ့ခန္ဓာကနေထွက်လာပါတယ်ထို့အဖြူအောင်မင်းကြောင်းနေရာလိန်ကောင်းနေပြီးအရန်အိုးမှကြောက်စရာကောင်းပါတယ်ဝင်လင်းရဲ့ညာလက်ကအဖြူအောင်မင်းကြောင်းကိုလှိမြန်စွာနဲ့ဆွဲထုတ်လိုက်ပါတယ်သွေးတွေကပန်းထွက်လာပြီးသူ့ရဲ့ဝစ်စားတွေကိုအနီအောင်ဆိုးလိုက်ပါတယ်သူ့ရဲ့လက်ထဲကအဖြူအောင်မင်းကြောင်းကိုစိုက်ကြည့်ပြီးဝင်လင်းရဲ့မျက်လုံးတွေမှာအင်းဆန်းမှုတွေကပေါ်လာပါတယ် သူကသူ့ကိုရဲစနဲ့ညှစ်လိုက်တော့ဖမိုးတွေအဖြစ်ပြုတ်ခွဲသွားပါတယ်ဝလင်းကဆက်လက်ကြင်ညာပြီးအဖြူအောင်မင်းချောင်းတွေကိုသူ့ရဲ့ခန္ဓာကနေထုတ်ပစ်လိုက်ပါတယ်ပြန်လာတဲ့ခီလန်တစ်လျှောက်လုံးထိုးအတွက်အချိန်ကုန်ခံခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအဖြူအောင်မင်းချောင်းတွေအများကြီးကမကျန်တော့ပါဘူးမူလခံရုပ်ပြန်ရောက်ပြီးတဲ့နောက်သုံးမိမြောက်နေ့မှာဝလင်းကအဖြူအောင်မင်းချောင်းအလုံးကိုထုတ်ပစ်နိုင်ခဲ့ပါတယ်နောက်ဆုံးတော့အဖြူအောင်မင်းချောင်းကိုဖမိုးအဖြစ်ချိန်မှပြီးတဲ့နောက်သူ့ရဲ့မျက်လုံးနေရာတောက်ပလာပါတယ်သူ့ရဲ့ညာလက်ကလီဟာနေကိုနှမ်းလိုက်တော့သူ့ရဲ့တုံတော်နေရာကပေါ်လာပါတယ်တားရဲ့အယူအဆကြောက်စိမ့်နဲ့စေးလုံးတန်းစင်ကြီးကလည်းသူ့ရဲ့လက်ထဲကိုပြန်တန်းလာ ားပါတယ်ဝင်လင်းကအသက်ကိုပြပြရှူသွင်းလိုက်ပါတယ်သူတို့ကိုရရှိပြီးရတော့လိလဘူးအတွက်တော့အချိန်မရခဲ့ပါဘူးအခုနောက်ဆုံးတော့အနာယူနိုင်ပြီဖြစ်တာကြောင့်သူတို့ကိုလိလပါတော့မယ်ဒူဝါရင်ထိုးအချိန်မှာသူ့ရဲ့မျက်လုံးတွေကရုတ်တရက်ချင်းမြောင်းသွားပြီးကြောက်စိမ့်နဲ့တားရဲရိုးကိုတိမ့်လိုက်ပါတယ်ချက်ချင်းပဲသူကပြောက်ွက်သွားပြီးမိရောက်ကသူ့ရဲ့မူလခန္ဓာရှိရာကိုဥတီသွားပါတယ်စမ်းသက်ချင်းကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်